င်ဟိုအနေနဲ့ဒီလူငယ်စတင်ဖွဲ့စည်းလာဖို့အတွက်ကတော့ကျွန်တော်တို့ ਨੇ စတဲ့တမှာရောက်ရှိနေတဲ့ဒီနေရာအတီးတီးကလူငယ်တွေပေါ့နော်ကျွန်တော်တို့ချင်းမိုင်မှာစုမိကြပြတော့မှကျွန်တော်တို့ရဲ့ဒီဘောလူငယ်စွမ်းရည်မြင့်တင်ဖို့ဆိုပြတော့မှအတိကကနာဦးနဲ့ထားတာရှိတယ်အဲ့ဒီအနေနဲ့သင်ကျွန်တော်တို့ကဒီအမျိုးသားနိုင်ငံရေးလမ်းကြောင်းပေါ်တို့ရောက်အောင်ကျွန်တော်တို့လူငယ်တွေစုစည်းမှုအင်အားတွေပိုကောင်းအောင်နောက်တော့ဒီကလူငယ်တွေရဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေပို့ပြီးတော့မှနေရာရရှိလာအောင်အဲတုန်းကရှိတဲ့အခြေအနေနဲ့ပေါ့နော်အဲ့ဒါနဲ့စမှစတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်ပေါ့နော်လူရဲ့အစီအုံးကိုစရရောမှတည်ဆောင်ခဲ့တဲ့ခေါင်းခေါင်းဆောင်တွေအနေနဲ့ကအမျိုးသားပါတယ်အမျိုးသမီးပါတယ်နောက်လူဟို အလွာဆုံးပေါ့နော်ဟိုထိုင်းနိုင်ငံမှာအလုံလုံးနေတဲ့ migrants worker တွေပါတယ်နောက်တစ်ခုကဆရာတော်ဘုရားတွေပေါ့နော်တန်ကားတော်ဆရာတော်ဘုရားတွေလည်းပါတယ်အဲအဲ့ဒီသူတို့တွေ့ဆုံဆွေးနွေးကြရင်းကနေတဆင့်ဒီပိုးလူငယ်အစည်းအရုံးကိုစပြီးတော့မှ ဖွဲ့စည်းတည်ထောင်ဖြစ်တာပေါ့လေ လူပေါင်းတက်လူဖွဲ့စီကတစ်ချက်တရားမျှတမှုရှိရမယ်နှစ်ချက်လွတ်လပ်မှုရှိရမယ်သုံးချက်တန်းတူညီမျှမှုကိုအခြေခံရမယ်စတုထချက်ငြိမ်းချမ်းရေးကိုကျွန်တော်တို့တည်ဆောက်မယ်ဆိုလည်းအဓိကကျွန်တော်တို့ရဲ့ဒီပန်းနိုင်တစ်ခုနဲ့ထားရတာဖြစ်ပါတယ်ဆိုတော့ဒီပန်းနိုင်ကိုရောက်ရှိဖို့အတွက်ကတစ်ချက်ကျွန်တော်တို့ကလူငယ်အင်အားစုတွေကိုခေါင်းဆောင်စိတ်တက်ခေါင်းဆောင်စိတ်တက်လို့ပြောတဲ့အခါကျရင်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ခေါင်းဆောင်ကောင်းတွေကို ငွေထုတ်ပေးရမယ်ဆိုတဲ့အဓိကရွေးချက်ထားပါတယ်ဒုတိယတစ်ခုကကျွန်တော်ပို့မြူသားနိုင်ငံရေးပို့မြူသားရေးလို့ပြောတဲ့အခါကျရင်ကျွန်တော်ပို့မြူသားရဲ့ဂုဏ်ရင်းကလက္ခဏာတွေပို့မြူသားရဲ့ယဉ်ကျေးမှုတွေကျွန်တော်ကာကွယ်ထိန်းသိမ်းရမယ်မြင့်တင်ပေးရမယ်ဆိုတဲ့ဒါအဓိကရွေးချက်သတ်မှတ်ထားပါတယ်တဲ့တစ်ချက်ကကျွန်တော်တို့မြန်မာနိုင်ငံမှာ Federal Democracy ပြည်ထောင်စုစနစ်ကိုတည်ဆောက်ကြမယ်ဆိုဒီ Federal Democracy လို့ပြောတဲ့အခါကျရင်အဓိကကျတော့တန်းတူရေးအမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံတဲ့ စနစ်ကိုကျတိဆောက်မှာဖြစ်ပါတယ်ဆိုတော့ဒီစနစ်ကိုတိဆောက်ဖို့ဆိုတဲ့အခါမှာရည်ရွယ်ချက်တူနေတဲ့အတိုင်းသမဟာမိတ်တူနဲ့အတူပူးပေါင်းဆောင်ရွက်ပြီးတိဆောက်သွားဖို့ဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ကျွန်တော်တိုင်းပြည်မှာရည်ရှိဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့အခါမှာကျွန်တော်တရားစတာတွေတဘာပွင့်ခြင်းတွေကာကွယ်ထိန်းသိမ်းရမယ်ပြီးတော့မှဒေသနေပြည်သူလူထုတွေကတရားစတာတဘာပွင့်ခြင်းရေးမြေယာရေးနဲ့ပတ်သက်လို့ရှိရင်တို့မှာပိုင်ဆိုင်ခွင့်တွေစီမံခန့်ခွင့်တွေအကျုံးရခန်းစားခွင့်တွေဆုံးဖြတ်ပိုင်ခွင့်တွေ ရှိရမယ်ဆိုတဲ့အဓိကရည်ရွယ်ချက်လေးချက်ကိုကျွန်တော်တို့ခြေတိုက်ပြီးတော့မှာပဲကျွန်တော်တို့ရုပ်ရှင်အစီအစဉ်ဆုခွင့်ပါတယ် The tone ပိုလုံရဲ့စီရင်နိုင်ငံရဲ့တိချက်လို့ပြောတဲ့အခါကျရင်ပိုလုံရဲ့စီရုံကတာမန်အရက်ဖက်ဖွဲ့စည်းရလို့လည်းမဟုတ်ဘူး အမျိုးသားနိုင်ငံရေးကိုလည်းအခြေခံတယ်ကျွန်တော်တို့သွားချင်တဲ့နိုင်ငံရေးအပြောင်းအလဲစနစ်ကိုလည်းကျွန်တော်ခြေတက်ပြီးတော့မှပဲစုဖွဲ့ထားတဲ့လူငယ်အစည်းအဝေးတစ်ခုဖြစ်ပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့နိုင်ငံရေးအခင်းကျင်းမှဖြစ်စေပြီးခဲ့တဲ့အတိတ်ကာလကနိုင်ငံရေးအခင်းကျင်းမှဖြစ်စေကျွန်တော်တို့ကလက်ရှိအခြေအနေထိအကင်ဆွဲရတာကကျွန်တော်တို့ဒီအာဏာရှင်စနစ်စစ်အာဏာရှင်စနစ်အပါအဝင်အာဏာရှင်စနစ်မျိုးမျိုးကိုကျွန်တော်တို့ကဒါတွေကိုကျွန်တော်တို့ကပြောင်းလဲပြစ်ဖို့လိုတယ်ကျွန်တော်တို့လိုချင်တဲ့ချိန်ခုနကကျွန်တော်သွားချင်တဲ့ပန်းတိုင်း ုံလက်ချင်းတရားမြတ်တာချင်းတန်းလူညီမြချင်းငင်းချမ်းချင်းဆိုတာရဖို့အတွက်ကအဲ့ဒီဟာကိုရောက်ရှိဖို့အတွက်ကခုနပြောနေတဲ့အဟံတာတွေအတားစီတွေစုံစမ်းချက်တွေကိုကျွန်တော်ဖြတ်ကျော်ပြီးမှသွားမှာဖြစ်ပါတယ်ဆိုတော့ဆေးအနာရှင်စနစ်ဖြစ်စေဒီခုနတခြားသော ပုံစံတစ်အနာရှင်စနစ်တွေဖြစ်စေဒါတွေကျွန်တော်တို့ကတော့ပိုးလူငယ်စီးဦးနေတဲ့ဒါတွေကိုတော့လက်ခံမှာလည်းမဟုတ်ဘူးဒါတွေကိုတုံ့လန့်သွားဖို့လည်းလိုအပ်တယ်ဒါတွေကိုတုံ့လန့်နိုင်မှာပဲကျွန်တော်လူချင်းတဲ့စနစ်ကောင်းခစ်ပြောင်းစနစ်ပြောင်းတစ်ခုကျွန်တော်သွားမှာဖြစ်ပါတယ်ဆိုတော့ဘယ်စနစ်ပဲပြောင်းလားပြောင်းလဲခုနပြောနေတဲ့ဒီ ကျွန်တော်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံပြီးသွားမဲ့နိုင်ငံရေးခင်းကျင်းမှာကဒါတရားမျှတမှုတန်တူညီမှုငြိမ်းချမ်းမှုနဲ့အခြေခံပြီးဆက်သွားဖို့လိုအပ်ပါတယ်။အဲလိုဘိုးလူငယ်စင်းတဲ့နိုင်ငံရေးတည်ချက်ကကျွန်တော်ကျွန်တော်တို့ကင်ဆွဲထားတဲ့မူကင်ဆွဲတဲ့ဝါဒကိုအခြေတည်ပြီးတော့မှပဲဒီအဟန္တာဖြစ်စေတဲ့ကိစ္စရပ်တွေစနစ်တွေမှန်သမျှကျွန်တော်တို့တွန်းလှန်ကြဖို့လိုအပ်ပါတယ်ဆိုရင်ခင်ကျင်းမှာထားပါမယ်။ များစုပေါ့ဒီတောင်ပေါ်ဒေသမှာပိုးလူငယ်တွေကအများစုကဟိုအကြောက်တရားရဲ့အောက်မှာနေနေရတယ်ပြောချင်တယ်ပြောမထွက်ဘူးဟောနော်ဟောအကြောက်တရားလွန်မှုမှုအောက်မှာဟိုရင်ထဲမှာဟောမနော်ခံစားနေရတဲ့လူငယ်တွေအများကြီးတွေ့နေရတယ်လမ်းပြောင်းနေတဲ့လူငယ်တွေလည်းအများကြီးပေါ့နော်အဲအဲ့ဒါဒါကိုမြင်တွေ့ရရင်စိတ်မကောင်းဘူးပေါ့နော်ဒါကခေါင်းဆောင်တွေလုတ်ပေးလို့ရတဲ့အပိုင်းတွေအများကြီးရှိတယ် ဒါဟောပါဘောနော်လှုပ်ပေးစစ်ရှင်တယ်ဘောနော်ရာဇဝံဖမေကအောင်ကြုံရတဲ့အချက်တင်ကတော့ပညာရေးဖြစ်တယ်ပညာရေးပြီးရင်ဘာလာမလဲဆိုခုနလိုမျိုးဟိုအလောက်ကင်ခွင်းလန်းပေါ့နော်အလောက်ကင်ခွင်းလန်းဖြစ်တယ် နောက်တစ်ခုကအာလောက်ကန်ခွင်လန်းလို့ပြောရင်နောက်နောက်ဆက်သွဲမှာပါလာတာကဝင်ငွေပေါ့နော်ကိုဘဝရက်တည်ရေးကိုဘဝကိုမိသားစုရဲ့ဘဝရက်တည်ရေးအတွက်လိုအပ်တဲ့ဝင်ငွေပေါ့နော်အရန်ကြီးအခြေခံကြတဲ့အရင်ဆိုင်နေရတဲ့အချက်ဒီဖြစ်တယ်နောက်တစ်ခုကတော့ဗာလဲဆိုဒီကာလမှာပေါ့နော်နိုင်ငံရေးနဲ့ပတ်သက်တဲ့ဟိုလို့ပဲပြောရမှာလားပေါ့နော်ဆိုတော့အာ လုံချုံရေးပေါ့နော်လူငယ်တိုင်းပေါ့နော်လူငယ်တိုင်းရဲ့လူငယ်လို့ပြောလို့ရှိရင်အမျိုးသမီးအမျိုးသားပါတယ်ဆိုတော့အားလုံးရဲ့လုံချုံရေးကအများတမ်းပဲဟိုဟာပါလဲဘယ်လိုပြောမှလဲဟိုချင်းချောင်းမှုတစ်ခုလိုမျိုးဖြစ်နေတာပေါ့နော်ဘယ်တော့သွားလုံချုံမှုမရှိဘူးလုံချုံရင်းနဲ့ပတ်သက်ပြီးနောက်တစ်ခုကဘာလဲဆိုရင် အဲလွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်ပေါ့နော်လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်ကလည်းကျွန်တော်တို့မှာမရှိဘူးကျွန်တော်တို့ပြောချင်တဲ့အရာတွေကျွန်တော်တို့ရင်ထဲမှာရှိတဲ့အရာတွေပေါ်ထုတ်ပြီးတော့မှအများသူကကြည့်အောင်လို့ပြောပြလို့လည်းရတဲ့အနေအထားဟုတ်ပေါ်နေတယ် the tongue down above tongue down above tongue me now the volume is on in it ပထမဦးဆုံးတိဆောက်ပေးခဲ့တဲ့တည်ထောင်ခဲ့တဲ့အကောင်းဆောင်တွေလည်းလေးစားပါတယ်။ဒါရည်ရွယ်ချက်ရှိရှိနဲ့လမ်းစဉ်ကိုချမှတ်ပေးခဲ့တယ်။ဆိုတော့ဒီရည်ရွယ်ချက်လမ်းစဉ်တွေအတိုင်းကျောင်းလို့ဒီချိန်ဒီဆက်သွားနေတာလည်းဖြစ်ပါတယ်။အဲ့တော့ဒီ20ခွန်းနှစ်ပြည့်အထိမ့်မှတ်ကိုကျွန်တော်တို့ကအဓိကဒီကောင်းဆောင်ဟောင်းနေနဲ့လည်းပြန်တွေ့ကျင်တယ်။ဒီဖွဲ့ဝင်ဖွဲ့စည်းတွေလူငယ်အရေးစုတွေလည်းကျွန်တော်တို့ဆွေးနွေးကျင်တယ်။ဒီအချိန်ဒီမှာကျွန်တော်တို့သွားကျင်တဲ့ပို့မိသားနိုင်ငံလမ်းစဉ်ကိုကျွန်တော်ပို့လူငယ်တွေနေစပြီး ဆွေးနွေးတိုင်ပင်ဖို့လိုအပ်ပါတယ်ဒီခင်းချင်းတဲ့ကိုဖော်ဆောင်နိုင်ဖို့ကဒီခင်းချင်းဒီကာလတည်ခြင်းတွေမှာကျွန်တော်အများဆုံးဖန်တီးနိုင်ဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဆိုဒီအခြေအနေကိုဖန်တီးနိုင်မှာပဲရေရှည်နောက်ထပ်ကျွန်တော်ပို့ချင်းကြားထဲမှာပြိပခါတွေထပ်မဖြစ်အောင်ကျွန်တော်သွားခြင်းနေတဲ့လမ်းစဉ်ကျွန်တော်သွားခြင်းနေတဲ့ရည်တိချက်ကျွန်တော်ရဲ့မူဝါဒကိုကျွန်တော်ပို့ကိုယ်တိုင်ဖန်တီးပြီးတော့မှပဲသွားနိုင်ဖို့လည်းလိုအပ်ပါတယ်ဒါတွေကိုဖြစ်လာနိုင်ဖို့အတွက်ကျွန်တော်လူငယ်အားစုနေကမခရဒါအစားပြီးတော့မှပဲဆောင်ရွက်ဖို့ကျွန်တော်နေတဲ့တိုက်တွန်းလိုပါတယ် တင်ကြည့်ပါလို့နော်ဘုလူရေစီရောအတက်ဝင်အောင်အာတစ်ဖက်တလန်းနေပြီးတော့မှပဲပါဝင်ပြီးနေတဲ့ကိုကြီးလှုပ်ဆောင်ပြီးနေတဲ့ကျမတို့ရဲ့လှုပ်ဖောက်လိုက်လှုပ်ဖောက်ကံဖက်အားလုံးကျေးဇူးများရေးတင်နေပါလို့လေဆိုတော့ဒီကျမတို့ဒီဘုလူရေအစီယုံကလေကျမတို့ရည်တည်လာတဲ့တတန်ကလေ29နှစ်ရှိပြီပေါ့လေနော်29နှစ်ပြည့်ပြီ28ရက်တောင်ရောက်တော့မယ်ဆိုတော့ဒီလိုမျိုး မြေရှည်ရည်တည်နိုင်ဖို့ကလည်းကျမတို့ရဲ့ဒီအခြေအနေရောကျမတို့စတင်ခဲ့တဲ့အခြေအနေရောကမလွယ်ခဲ့တဲ့အနေအထားမျိုးမှာရှိလေဆိုတော့ဒီနေ့ဒီချိန်ထိရည်တည်ပြီးတဲ့ကျမတို့ဘိုးလူရဲ့စီရင်ကိုလည်းကျေးဇူးအများအသိနဲ့ကျမတို့ဒီရည်တည်ပြီးအောင်ကူညီပေးနေတဲ့လှုပ်ဆောင်ပေးနေတဲ့ကျမတို့ရဲ့ဒီအာရှိဦးဆောင်ခဲ့တဲ့ကောင်းဆောင်တွေတူတယောက်ချင်းစီကိုလည်းကျေးဇူးများတင်နေခုချိန်ထိပါဝင်ပံ့ပိုးလှုပ်ဆောင်ပေးနေတဲ့ကျမတို့ရဲ့လှုပ်ခတ်ပံ့အားလုံးကျေးဇူးတင်နေလို့နော်